မြမတမိုင်းမှာ ဖုံးကြီးတွေကိုစိတ်ဒုက္ခအပေးဆုံးဘရင်တပားရှိပါတယ်။သူကတမိုင်းတစ်လျှောက်လုံးမှာသိပ္ပံပညာနဲ့နက္ခတ်ပညာကိုစိတ်ဝင်စားဆုံးဘရင်ဖြစ်ပြီးတော့ဘုဒ္ဓတာကိုအလွန်တန်မိုးထားတဲ့ဘရင်လည်းဖြစ်ပါတယ်။သူ့နာမည်ကဗဒုံမင်းဖြစ်ပါတယ်။ဘိုးတော်ဖရာလို့လည်းသိကြရပြန်။ကျွန်တော်တို့ရဲ့စကားကြွယ်တဲ့အမတ်ကြီးဥပိုလ်ဦးရဲ့ဆရာတခင်လည်းဖြစ်ပါတယ်။ပြဒနာကဘုရားစာလဲဆိုလို့ရှိရင်မြမပြက်ကတဲ့ကစခဲ့ပေါ့နော်အဲကျွန်တော်တို့ရဲ့မြမပြက်ကတဲ့ကလရဲ့တွားရဲ့လမ်းကြောင်းကိုမူတည်ပြီးတော့ဆွဲထားတာပေါ့နော်ကျွန်တော်စန်တာပြက်ကတဲ့ကိုလည်းခေါ်ရပြအင်္ဂလိပ်လိုဆိုလို့ရှိရင် moon calendar ပေါ့နော် ကျွန်တော်ရဲ့နိုင်ငံခြားပြက်တင်ရကြတော့နေသွားတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့ဆွဲထားတာပေါ့နော်။အဲဒါကိုသူရိယပြက်ကတင်ဆန်းကလင်သားလို့ခေါ်ရပေါ့နော်။အဲ့ဒီအချိန်မှာဘိုးတော်ဖျားကမြမပြက်ကတင်ကဒီလိုက်လမ်းကြောင်းနဲ့လွဲနေရကိုတိရှိခဲ့တယ်ဗျ။တိရှိခဲ့တဲ့အတွက်အမှန်ဖြစ်ဖို့အတွက်အစွမ်းကိုစူးစမ်းခဲ့တယ်။သူကတနိုင်ငံလုံးမှာရှိတဲ့ဒီဖုံးကြီးရေစာတက်ပေတက်တွေကိုခေါ်ပြီးတော့နောက်ထပ်ပြက်ကတင်အသစ်တစ်ခုကိုတီချွင်ခဲ့တယ်ဗျ။အဲ့ဒါကိုကျွန်တော်တို့ကပုံတော် ပြက်ကတင်လို့ခေါ်ရဗျ။ ပြီးတော့ပုံတော်ပြက်ကတိန်ကိုထုတ်ဝေခဲ့တယ်ဗျအဲ့ဒီအချိန်မှာနိုင်ငံအတွင်းမှာပြက်ကတိန်နှစ်ခုရှိခဲ့တယ်ပုံတော်ပြက်ကတိန်နဲ့အစင်လံပြက်ကတိန်ပေါ့နော်ပုံတော်ပြက်ကတိန်ကကျတော့ဘိုးတော်ဖျားပြက်ကတိန်ပေါ့အဲ့ဒီအချိန်မှာဘိုးတော်ဖျားထူးဆန်းတဲ့ဒီ decision တစ်ခုကိုချခဲ့တယ်ဗျပုံတော်ပြက်ကတိန်ထွက်ပြီးတဲ့အချိန်မှာရဟန်းရှင်တို့ပြည်သူတွေကကြတော့အော်ဒီမင်းတရားကြီးရဲ့ပြက်ကတိန်ကလာလန်းချောင်းနဲ့ညီွားကြီးခိမိွားပြီးဆိုပြီးတော့ပျော်ွားကြတယ်ပျော်ွားကြပြီးတော့ဒီဝါဆိုဝါကပ်ပွဲတွေဘာသာရေးပွဲတွေကိုမင်းတရားကြီးရဲ့ပြက်ကတိန်တိုင်းလှုပ်ဖို့အတွက်ကိုစုံမြတ်ခဲ့ရပြီစဉ်းစားခဲ့ရပြီပေါ့နော် ဲ့ဒီအချိန်မှာမင်းတရားကြီးကထူးဆန်းဆောင်တဲ့အမိတ်တစ်ခုကျွံ့လိုက်တယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ねဒီဝါဆိုဝါကတ်ဒီယူရပွဲတွေကိုတဲ့အရင်အစင်လာပြက်ကနေတိုင်းလောက်ပါတဲ့သူ့ရဲ့ပြက်ကနေအတိုင်းကိုမလုပ်ပြပါနဲ့။တကယ်လို့သူ့ရဲ့ပြက်ကနေတိုင်းလုံးရှင်လို့ရှိရင်ねမှန်ကန်ချောင်းကိုတက်တည်ပြပေးပါဆိုပြီးတော့အမိတ်ထုတ်လာတယ်။တကယ်လို့ဒီအမိတ်ကိုနားမခံဘူးဆိုလို့ရှိရင်ပြက်တန်ကြီးကြီးချမှတ်မယ်ဆိုပြီးတော့အမိတ်စာထုတ်ပြန်ခဲ့တယ်ဗျ။ထူးဆန်းတယ်ဗျ။သူထုတ်ထားတဲ့ပြက်ကနေတိုင်းမလုပ်ဘိုင်းပဲနဲ့အရင်အတိုင်းလုပ်ခိုင်းတာကြီးကတော်တော်လေးထူးဆန်းတယ်။ကျွန်တော်အထင်ကတော့ သူ့ရဲ့လောက်ရက်ကမှန်တယ်ဆိုတဲ့ဟာကိုတပည့်ချက်ပုံစံနဲ့လုပ်တယ်လို့ကျွန်တော်ထင်တယ်ဗျ။ ပြီးတော့အစင်လာပြက်ကတိန်ကိုမတုံးဘဲနဲ့မင်းတရားကြီးထုတ်ထားတဲ့ပြက်ကတိန်ကိုတုံးခဲ့တဲ့ရဟန်းရှင်သူပြည်သူတွေအများကြီးရှိခဲ့ပါတယ်တဲ့အဲ့အချိန်မှာမင်းတရားကြီးကပြင်းထန်စွာအပြစ်ပေးခဲ့ကိုသိရှိရတယ်ဗျလူဝိလဲရလေးနေကိုပို့တာလေးနောက်ပိုင်းပါဇက်ကိုဖျဲတာတွေပဲလုတ်ခဲ့တယ်ကိုသိရှိရတယ်ဗျဒါလည်းမကသေးပါဘူးအဲ့ခေတ်ကဘာလို့ဖုံးကြီးတွေအဓိကခံရလဲဆိုလို့ရှင်အဲ့ခေတ်ကစာသက်ပေတဲ့တွေကဖုံးကြီးတွေများတယ်ဗျစာပေကျမ်းကတော့လေးလာလိုက်စားတဲ့သူကဖုံးကြီးတွေဖြစ်တဲ့အတွက်မင်းတရားကြီးကအသိပညာဘူးသွန်းတဲ့ပတ်သက်လာလို့ရှိဖုံးကြီးတွေပဲအဓိကအားဖြင့်ဆွေးနွေးခဲ့တယ်မြင်မြန်ခဲ့တယ်အဲ့မှာဖုံးကြီးတွေအခြေခံ ဗျမီဒီယာကြီးကပြက်ကတိစားလို့တဲကဖုံးကြီးတဲ့အများပြားကိုအစီအဝေးခေါ်တဲ့ညီလာခံတွေလုပ်တယ်ပြီးတော့ပယ်တယ်ဖျက်တယ်တွက်ချက်ခိုင်းတယ်မင်းမြန်တယ်ဆွေးနွေးတာအများကြီးလုပ်ခဲ့ရပေါ့နော်ပိုးရင်းတယ်မှာ pressure အပြည့်ပဲဗျသူတကူခုသိချင်ပြီဆိုလို့ရှိရင်မီဒီနေရာပဲဖြစ်စေမီဒီ data ပဲဖြစ်စေပေါ့နော်သူရဲ့နန်းတော်တွေကိုခေါ်ပြီးတော့ဆွေးနွေးလေးရှိပါတယ်ဒါပေမဲ့ပြဿနာတကူရရှိရဗျအေးဆွေးနွေးရလူကအပေါ်ရပြောနေရင်တော့တကယ်လို့ဖုံးရင်ဖြစ်မှဆိုလို့ရှိရင်လူဝက်လဲခံရပါတယ်အများစုကလည်းဖုံးကြီးတွေဖြစ်တယ်လို့သိရှိရပါတယ်ဗျမီဒီယာကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အရင်ကြိုက်တဲ့ဟာတစ်ခုရှိရဗျ အဲ့ဒါဘာလဲဆိုလို့ရှင်တချန်စာပြအဲ့ခေတ်တော့တချန်စာပေါ်ပြီးလို့သိရှိရပါတယ်တချန်စာဆိုတာကကျတော့ဒီနက်ခတ်တွေကိုကြည့်ပြီးတော့ဒီနှစ်မှာဘာဖြစ်မလဲဥမာရေကြီးမလားမိုးရွာမလားဘလို့ကတ်ဆိုးတွေကျောင်းရမလဲဘာကောင်းနိုင်ကျောင်းရမလဲဆိုတော့ဟောတိုင်းစာသင်ဖြစ်တယ်ပေါ့နော်အခုခေတ်မှာကအရေးမကြီးပေမဲ့အရင်ခေတ်ကအရေးကြီးတယ်ဗျတောင်းလို့လေသမားတွေကအဲ့စာသင်ကိုကြည့်ပြီးတော့ဒီစီးပွားရေးလောက်ရေးစိုက်ပျိုးရေးလောက်ရတယ်ပေါ့နော်အရင်တိကျဖို့လိုတယ်ပေါ့ ဲ့ဒီအချိန်မှာမင်းတရားကြီးကအဲ့ဒီကိစ္စမှာဝင်ပါခဲ့ရတဲ့အဲ့ဒီမှာအချင်းချင်းစကားများကြတယ်ဘောနော်မင်းမတ်နဲ့ငါမန်ဖြစ်တဲ့အချိန်မှာမင်းတရားကြီးကရောက်လာပြီးတော့ဘသူကမှန်တယ်ဆိုတော့ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့အဲ့ဒီလူကိုပဲတွက်ချက်ခိုင်းခဲ့ရုံသိရှိရတယ်ဗျအရန်ကိုမိုက်ပါတယ် စတောနာကပြက်ကတင်အကြောင်းကိုကျွန်တော်ပြန်သွားမယ်ဆိုလို့ရှိရင်အဲ့ပြက်ကတင်ကိုတဲ့သူပယ်ဖြတ်ခဲ့ပါရယ်ပေါ့နော်။ဘာလို့ပယ်ဖြတ်ခဲ့လဲဆိုလို့ရှိရင်မှားတို့လားဘာလို့လားဆိုတော့တေချာတော့မှတ်တမ်းမတင်ထားဘူးတဲ့။ဒါပေမဲ့အဲ့ပြက်ကတင်အကြောင်းဒီမိုးရွာတာရေကြီးတာဘူးခေါင်တာဖြစ်တဲ့အတွက်မီဒီယာကြီးကမတုံတော့ဘူးဆိုပြီးတော့ဂျုံသိမ်းခဲ့တယ်လို့သိရှိရပါရယ်ပေါ့နော်။မီဒီယာကြီးကဘလောက်တိထပ်ပြီးတော့နှက်ဆက်ခဲ့လဲဆိုလို့ရှိရင်တာတာနှစ်ငါးတောင်ကိုတော့မှဆန်းစစ်ခဲ့တယ်လို့သိရှိရတယ်ဗျ။ ဘလို့ဆန်းစစ်လဲဆိုတော့ကတော့ကျွန်တော်လေ့လာဖို့လိုသေးရဗျဒါကတော့မင်းတရားကြီးလက်ထက်သုံးကနက်ခတ်ဗေဒါနဲ့ဆိုင်တဲ့အကြောင်းတွေကိုစင်ပြစာဖြစ်ပါတယ်ဗျအမေးထော်ဖြေကျမ်းတော်လည်းသိရှိရတယ်မောင်တိုင်းဆရာတော်နဲ့ဒီမေးဖြေလုပ်ထားတဲ့ဟာတွေကိုစင်ပြစုထားလေတို့သိရှိရပါတယ်မင်းတရားကြီးရဲ့ knowledge ကိုဘလောက်ကြိုက်တယ်ဆိုတာကိုပေါ်လွင်နေပါတယ်ဗျဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တိတိလောက်မှတ်တလောက်ပြောပြပေးထားခြင်းဖြစ်ပါတယ်တကယ်လို့လိုတာရှိရင်ပူတာရှိရင်ကျွန်တော်တောင်းပန်ပါတယ်ဗျ 不要嘞，虽然说咱闽西路线，古妈妈会有标书、微博倒数几卖，不要 e and s h 来 r e follow 老微博倒数几卖的，别阿龙是几卖。